မတ်လ16ရက်နေ့2025ခုနှစ်လိုမဲ့ဆိုရင်ညာခင်ပိုင်းတိဆက်မှုများမှာကျူးဆူပါတယ်ဒီနေ့နောက်ကျသွားတာနားလည်ပေးပါတချို့အလုပ်တွေရှိနေလို့ပါဒီလမကုန်ရင်လိုမဲ့ဆိုဘာတွေလုပ်နေလဲတင်ပြပါမယ်မြေပြင်ကတမူးတွေနဲ့လူကြီးမင်းတို့ကို ပြည်သူလူထုကိုကျွန်တော်ပြေဆုံးဖို့ကြိုးစားနေပါတယ်ညီကိုတက်တော်တွေများများစုစည်းနိုင်ဖို့ကျွန်တော်ပြင်ဆင်နေပါ ုထက်မှာလူရက်ကတော်လန်ရေးကိုဆင်လွှဲကြ။ဒါပေမဲ့တမယာသီးတဲ့မှာအစိမ့်မှုတင်နဲ့စေတကြတွေတုတ်ပြီးတမျိုးနယ်လုံးချီပန်ပွဲကျင်းပနေကြရရင်တော့မြင်မကောင်းဘူး။ကောင်းတော့မှာဆိုဂျွန်ယွေလင့်ထုံးနေကြလေ။ကင်ဆာတွေဖြစ်နေတယ်။ဂျမအေးဘုသူတ္တဒလောက်ပူတဲ့ယာတီမှာတမယာသီးကိုမြည်ရင်ဆက်ရင်စား ချီးပန့်ယုံကလွဲဘာမှရလာမရှိဘူးကျွန်တော်တို့ပြည်သူလူထုကိုအစင်ချင်မဲ့အောင်ပညာမဲ့အောင်အတ္တကြီးအောင်ကိုချင်းစာတရားကင်းမဲ့အောင်ဘသစ်တစနစ်တကြနှစ်ပေါင်းစေစုနှစ်ချီရာစုနှစ်ချီပြစီလာခဲ့ကြတယ်ဗျဒီဘက်ကမျိုးဆက်တွေရဲမှာအင်တာနက်300ပြီးပွင့်ထွက်လာလို့တာ ဒီတော်လိုင်းကြီးကိုဒီလိုစင်ဝဲနိုင်တာအရင်ကဂျန်လီးတွေနဲ့ကောဂျန်လီးတိုက်တွေကတော့ချွေစားရင်ဘုရားပွဲနဲ့ဇလုံဘုရားပွဲမှာမြူတူးပြောပါပြီးယူသားလာပြီးကြီးရဲ့တော်ဝီမြင့်နဲ့ဂျုံတိုးပြတဲ့ဖြူဖြူထွေးတို့လောက်လက်ခုပ်တီးတဲ့မျိုးဆက်ကြီးပဲဖြစ်နေမှာပေါ့ဒီဘက်ကမျိုးဆက်ကဒီလိုမဟုတ်ဘူးလက်ရှိညောင်ကျိုးဆိုတဲ့ကပ္ပစရီကိုဥတည်ထိုးစစ်ဆင်နေတာ ြည်ဆက်တွေဖြစ်တယ် generation ဇက်တွေဥဆောင်နေတတ်တော်တွေဖြစ်တယ်ဒါပေမဲ့တခုတော့ပြောပြချင်ပါတယ် online ပေါ်မှာဂျင်းတွေထည့်နေလို့ NUG လက်အောက်ကတက်ရင်းတွေမဟုတ်ဘူးចောင်းသားလက်ယုံတတ်တော်အစရှိတဲ့ပူပေါင်းတတ်တွေဘယ်တတ်တယ်လဲမပြောဘူး NUG လေကြိုက်တယ်လို့လုပ်ပါတော့ကြိုက်တယ်လို့သာလုံးကြပါတော့ ိုလန်းကိုပေါကိုကိုရှောက်ပြီးကိုအင်အားစုညီညွတ်အောင်အင်အားဩစာပါဝါတရက်နဲ့လူလူကကြောတော့နှုတ်ခံပြီးဆက်သွားရမယ်လမ်းတွေပေါက်ရတော့မှာဖြစ်ပါတယ်။ဘာကြောင့်လဲဒီကနေ့သေချပြန်ပြီဗျာနောင်ချူမှာမျိုးပြကကိုရင်ပေါ်ကိုဘုံစံမကြသေးပဲအချောင်းသမားတွေကတော့ကိုချင်းစာမတက်ကြဘူး မဏိကလက်ပံလာမှာဒီကနေ့နှောင်ချိုဘုံကြောင်တဲ့တယ်ဘုံချဲချလာဗျာလူလူမာသားတိုက်ကတော့ဈေးရောက်မပြတ်ဘူးဗျာခွေးကတက်တွေးခုံနေဒီတိုင်းကြီးကတချို့သူတွေဟာစစ်တပ်နေပဲတန်နေလို့ပြောချင်တာတော်လံပြည်သူတွေပါဝင်နေလို့ညှို့ချလာတာဗျာဒီတဲ့ရင်းကြီးဒါတွေကြီးရင်းနေ ဒီဘက်ရက်ကွက်မှာဖြစ်နေဟိုဘက်ရက်ကွက်ကဝမ်းတာတင်တာနေတာကိုနိုင်ငံကိုလူမျိုးကလေနိုင်ငံရဲ့ချားမှာလည်းဒီတိုင်းပဲအကွဲကွဲအပြဲပြဲမညီညွတ်တာပမာကြီးတဲ့အဲ့တော့တခြားသူတွေကလုံချင်နိုင်လို့အနိုင်ကျင့်နိုင်ချင်းတချို့သူပမာချင်းချင်းတရင်ပေးဖန်ခိုင်းသေးတယ်ဗျာဒီလိုစိတ်ဓာတ်တွေဖြစ်အောင်ဒီစစ်တပ်ဟာကျွန်တော်တို့တိုင်းပြည်ကိုဖျက်ဆီးခဲ့တာကျွန်တော်တို့ရဲ့ တိုင်းပြည်ကျွန်တော်တို့လူမျိုးရဲ့အမျိုးသားရေးတရုတ်လက္ခဏာကိုချင်းစာတရားလူပိတာသောစိတ်လူကျင့်ဝိတ္တကိုပြောရင်ရှိသွားမယ်တော်လန်ရင်းတွေဆက်လိုက်အောင်နောင်ချိုလက်ပံလာဘုံကျဲတဲ့ကိစ္စအားလုံးသိပြီသားဖြစ်မယ်ထင်ပါတယ်ပြောချင်တာကဒီသတင်းတွေကိုမဟုတ်ဘူးဗျဘုံကြီးကြောင်နေဘုံကျဲချတော့ ငါဘာသာဆိုတဲ့ကောင်ကြီးအမျိုးဘာသာတာသနာဆိုတဲ့ကောင်ကြီးဘာဆောက်တံများထွက်သွေးလေလို့မေးကြည့်ချင်တာပြည်သူလူထုတော်စစ်ဘေးရှောင်ပြည်သူလူထုရဲ့နားနေတဲ့တုံးတက်ဆောင်တဲ့လေလီမြန်တဲ့အနိုင်ပြန်ပြီးဘိုးလီလုံးကျဲချစက်တနတ်နဲ့ထပ်ဖြစ်တာဘုံကြီးကိုပါနဲ့လူအလုံးပေါင်း14ဦးအဲ့မှနေတခါလေတန်းတိတ်ဆုံးသွားရတယ် အပြစ်မဲ့သူတွေဘာလက်နဲ့မှမရှိဘူးစစ်ဘေးစစ်တံနဲ့စစ်စစ်ရဲ့တံကိုခံကြရတဲ့ပြည်သူတွေကျွန်တော်တို့ပြည်သူတွေဟာအေးချမ်းစွာနေထိုင်ခြင်းနဲ့ဥပဒေစိုးမိုးခြင်းနဲ့လုံလောက်သောလောက်ခလာစာရခြင်းနဲ့မျောလင်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပို့ခြင်းနဲ့ဒါလောက်ပါပဲမင်းတို့တွေအွန်လိုင်းထပ်မှာပြောနေသလိုအာနာတွေခွာနာတွေရှာနာတွေကိစ္စလူလူက ရှောက်လာပါပြီတော်ကြပါတော့လို့မပြောရုံတမယ်အန်ကျိတ်ခံနေတာစမပြောတော့ညောင်ချူမှာဒီနေ့ညောင်ချူမှာမနေ့ကလက်ပံလာမှာတောင်ရက်ကွက်စေယတနာပရိယတ်ဒီစာတင်တိုင်းမှာဒီနေ့ညနေ9:26မိနစ်တိတိမှာဘုံလီလုံးညနေ9:32မိနစ်မှာ17နဲ့အနည်းဖြင့်ဒီအချိန် လက်ပံလာမှာစင်ကူမန္တလေးငါစက်ခုနဦးအပြစ်မဲ့ကလင်းငယ်6ဦးပါတယ်မနေ့က14ရက်နေ့က15ရက်နေ့ကအုံမဒီနောင်ချိုကန့်ကောရွာဓာတုဘုံကြီးအစိမ့်ငွေဘုံကြီးတုံးကြီးချဲတယ်ဒီစစ်တပ်ရဲ့ရုပ်မာမှုကိုအဆုံးသတ်ဖို့နီးလန်းကပါလေဆိုတော့စစ်နိုင်တိုက်ရေးပဲစစ်နိုင်တိုက်ရုံနဲ့ပြီးလား တနက်ကင်တနက်ကြီးပဲပြစ်ကလာမှာမဟုတ်ဘူးစစ်ပွဲတစ်ခုဆိုတာအနိုင်တိုက်ဖို့အတွက်ကျွန်တော်တို့လိုပြည်တွင်းတော်လှန်ရေးစစ်ပွဲမပြောနဲ့ဒုတိယကမ္ဘာစစ်အမေရိကန်နဲ့အမေရိကန်ကိုခံချတဲ့ဗီယက်နမ်စစ်အမေရိကန်ကိုခံချတဲ့ကျူဘာတော်လှန်ရေးဒီလိုစစ်ပွဲတွေအနည်းဆုံးစီးရီးယားလိုစစ်ပွဲမျိုးတွေမှာလက်နက်ကင်တိုက်ပွဲလူလူတိုက်ပွဲ တည်င်းတိုက်ပွဲဝါရဖြန့်ချီတိုက်ပွဲနီးနာပေါင်းစုံတွေတိုက်ပွဲဝင်ကြတာဖြစ်ပါတယ်လက်နက်ကင်တိုက်ပွဲမှာလည်းလောက်လောက်လလမရှိဝါရဖြန့်ချီရေးတည်င်းထုတ်ပြန်ရေးမှာလည်းကိုလူကိုမေးတာနဲ့ပတ်ချလေနေရမုံငွေထုတ်သုံးနေတဲ့တည်င်းဌာနမျိုးတွေဇွန်းလုံးမီတင်လုံးတည်င်းလုံးပြကြင်ညာညက်ထုတ်တည်င်းလုံးပြယုံလောက်နေချစ်ဆက်သွားလို့ရပါမလားစဉ်းစားရမယ် ိုက်ချင်ကြိုက်မကြိုက်ချင်နေကိုလန်းကိုဖောက်ရှောက်ရတော့မလားပြည်သူကြောတော့နောက်ခံနေဆက်ဖောက်ရမယ်လမ်းတွေဟာကြံတန်ပြီးလာရောက်အောက်မှာပန်းခင်းပြီးရှောက်နေရတာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်အားလုံးသိပါတယ်သို့တော့ဒီဒီကမစစ်တပ်ကိုအမြင့်မဖြတ်ရင်ကျွန်တော်တို့ပြည်သူလူထုဘဝ တွေးဝံစရာတော့မရှိဘူးလေဗျာအခုတော့ဘလို့ဖြစ်နေပြီလဲနောင်ဆုံးမြောက်ကိုရီးယားမှာလို့သပင်းပုံစံ12မျိုးမညံ့မနေရတိလှုပ်လာမယ်ကောင်စားမျိုးတွေပြည်သူကိုစစ်ပုံသွင်းပြီးစစ်ကြုံခံနိုင်ဖို့ကြံစည်နေတဲ့ကောင်တွေလက်အောက်ကလွတ်မြောက်ဖို့စူးစမ်းရလိမ့်မယ်အဲ့တော့ဒီလေချောင်းရံတွေကိုကာကွယ်ဖို့ဒီလေချောင်းရံတွေတံပြန်တုတ်ပြန်လို့ပြည်သူကတာဝန်ကျပြီး ကူခဲ့တယ်လှူခဲ့တယ်ဒါပေမဲ့ပြည်သူလူထုရဲ့ယုံကြည်မှုပြတ်သွားပြီးတဲ့နောက်ပိုင်းမှာစံပုတ်တွေတစ်ခုပြီးတစ်ခုတုတ်ပြီးကမ်ပိန်းတွေလုပ်နေတယ်ဒီသူမြစ်တာမရတော့ဘူးဒီသူမြစ်တာမရတော့တာကိုစိုက်ပြိုးတာကိုရိတ်သိမ်းရတာပဲဖြစ်တယ်ဒါတွေကိုပြောမနေတော့ဘူးအချိန်ကုန်နေလေကုန်နေဘယ်လန်းကိုရှောက်ပြီးဘယ်လန်းကိုဖောက်ကြတိုင်းသားရဲ့ကိုတက်မှာ အာကတတော်ကြီးဘုချုပ်ထွန်းမြင်နိုင်ကချင် KI ဘုချုပ်ကွန်ဘို KNL ဒုတိယစီဦးတီချုပ်အခုဘောကျော်ဟဲ့ဘုချုပ်ဘောကျော်ဟဲ့ TNL ကဘုံချုပ်တာဘုံကျော် MND ကတာပုံရှင်အစရှိတဲ့တိုင်းသားအီအောင်တွေခေါင်းဆောင်တွေကစီးစီရနဲ့ပတ်သက်ပြီးနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးနဲ့နိုင်ငံလုံးဆိုင်ရာစစ်ဦးကြီး ကောင်းစီကြီးဖွဲ့စည်းပေးပါတော့နောက်တစ်ဆင့်မှာအမိုဒီအန်ယူဂျီတက်ကြီးနေထားလိုက်အန်ယူဂျီအမိုဒီအောက်ကမဟုတ်တော့ဘုန်းငကားတက်တော့ BBLA မောင်ဆောင်ခကျောင်းသားလက်ရုံတက်တော့ PIA PL ADBIA PIA မကွေးအရှုတ်ချင်းအစရှိတဲ့တက်တွေပေါင်းစုကဒီတို့ တော်လိုက်လက်ယုံတက်ဖွဲ့အစရှိတဲ့ဟိုတနေ့ကိုထတ်တူဟိုတနေ့ကဘိုးတော်နေလို့တက်တယ်အစရှိတဲ့တက်ပြီ MOD NUG လောက်ကမဟုတ်တော့တက်ပြီစုကစီးကတိုက်စစ်စင်ကြဖို့လိုပါတယ်နောက်တစ်ချက်က MOD ရောက်ကတက်ရင်တက်ဖွဲ့များကလည်းအငက်ငက်အပြက်ပြက်နေ MOD က MOD အောက်နေပြီး 人牛头高筋不花干的皮肉，美工脱皮，表手丢皮嘛？俺牛筋俺没丢过丢皮嘛？你讲的呢？不的比，那是等于啥？就等于说，阿尔卡特倒闭呢，打包走皮皮吧？那是你用猪大腿嘛？大腿啊！阿尔卡特倒闭，打包走呢？乌鸡乌骚的皮皮，PDF 的皮皮，PDF 的了？俺牛筋俺没丢啦，我搞 PDF 嘛？好吧？ ခုနကျွန်တော်တို့အကြောင်းသားလိုက်ယူတက်တော့ ADBI မကွေး PIA PL အစရှိတဲ့တီချာတက်တော်တွေကြီးပဲဖြစ်တယ်ဆိုတာမျိုးပေါ့ရှင်းရှင်းလင်းလင်းထင်သာမြင်သာအောင် ပြောပြစီတချို့တွေချော်လိုက်ရောထိုင်လုပ်နေတာတွေ့ရမှာပြအဲ့တော့ညောင်ကျိုးနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြောပြချင်ပါသေးတယ်ညောင်ကျိုးမှာကာဂစ်စကန်နေအကုန်လုံးကိုတိတ်ပိုက်လိုက်ပြီးဖြစ်ချောင်းအရကတက်တော်အေးပြောခွင့်ရတယ်ခါထုတ်ပြန်တရားဝင်ထုတ်ပြန်ပြီးပြီဖြစ်ပါတ ဲ့တော့ညောင်ကျိုးကနေတွိုင်းညောင်ခြေတော့တဒါတက်က25မိုင်ထိတိမ့်တာနိုင်မှုလိုပါတယ်။ဒါကြောင့်ညောင်ကျိုးကိုဖိမ့်ပြီးွားပြီဆိုရင်ကပ္ပစ9နဲ့ကပ္ပစ16စစ်စာမီတာဖြစ်ပါတက္ကသတုံးကြီးကနတ်တောင်ထုံးဖို့ဝင်တောင်ကျောကထုံးဖို့အကောက်တောင်ဒါတွေကိုရောက်သိမ့်ဖို့လိုပါတယ် ဒါဝင်ရောက်သိမ့်နေမှာညောင်ကျူးညောင်ချီတော့ကုရှိပင်ကိုကျွန်တော်တို့စစ်စင်နိုင်မှာဖြစ်ပါတယ်။ညောင်ကျူးတဲ့မလမ်းကက်မှာဇော်ပြန်တောင်လို့ခေါ်တဲ့တောင်မောက်တောင်ရှိတယ်ဗျာ။အဲ့ဒီဘော်ကလက်နက်ကြီးနဲ့ပြစ်ချတာဗျာ။နောက်တစ်ချက်ကစင်တဲ့ကပ္ပစာတုံးရွှေတောင်ကုရှိပင်230 kg ဓာတ်အားလိုက်နေရှိတယ်။တောင်ပေါ်တိုင်းကြီးကိုတတိုင်းလဲတာနဲ့တတိုင်းဖရီးပဲဖြိုချကြတာ။ဒါရီဒါရီပြူဟာကြကြလှုပ်ဆောင်ကြ နောက်တစ်ခုကမင်းလာမင်းလာ ਨੇ ပတ်သက်ပြီးကပ္ပစရီမင်းလာမှာကပ္ပစရီကဝယ်ဖို့ပြင်းပြထန်ထန်ပြင်ဆင်နေတယ်မင်းလာအထက်မင်းလာကကပ္ပစရီကအင်မတန်အရေးကြီးတဲ့ကပ္ပစရီဖြစ်တယ်ကပ္ပစနှစ်ကပ္ပစတဆယ်ကပ္ပစစတုံးအဲ့တမင်းလာကမလွန်ကြီးပါမြောက်ဖက်မှာရှိတဲ့ကပ္ပစနှစ်ဟာကြီးစံနေမြောက်စံနေထုတ်တယ် ကပ္ပစအစက်ကတော့မစ်ဆိုင်ဒုံတာဝေးပြဒုံကြီးတွေထုတ်တယ်ဒုံကြီးတွေတို့လောင်လာတာအများပြားရှိတယ်ကပ္ပစ73မိုင်းထုတ်တယ်ဒီ၃ခုကိုဖြိုချဖို့မင်းလာနေပတ်သက်တယ်မင်းလာမြို့နေပကဖအပါဝေးပူပေါင်းတက်တွေဟာတပြိုင်နက်စစ်ဆိုင်နိုင်ဘူးလို့လို့တယ်အထက်မင်းလာဆိုတော့ မင်းတို့ပြုပြူစလင်းအံပဒံလမ်းနဲ့ဆက်ဆက်နေအံပဒံလမ်းကနိုင်ရကန်တော့ပြီးရင်တော့မင်းမူငဖဲပွင့်ပြူစလင်းမင်းလာစီကိုရအောင်ခြေတက်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကပ္ပဆာလုံးရဲ့ပတ်သက်တဲ့တိုက်စစ်မျက်နှာဖွင့်ဖို့သိသည်မြကြားသည်မြတင်ပြခြင်းဖြစ်ပါလေ။လေနဲ့ဘုံကျဲတက်နေတဲ့ကောင်းတွေတရင်လည်းရှိသေးတယ် နာမည်တွေတော့မပြောတော့ဘူး59ယောက်ရန်ကုန်ခေတ်ကအချင်းညာထားတယ်ဒီကောင်တွေဟာတက်တွက်ကြွတ်လုပ်ပြီးပြည်သူကိုတတ်ဖို့လေရင်မောင်းဖို့တက်ကြွနေလိုက်တာများလေရင်တစ်ခေါက်တက်ရင်စီခိုးလို့ရတာဘူးဗျာနော်ပြည်သူအတက်ကိုမနှမျောပေသွားတဲ့အတက်တွေကိုမနှမျောစီခိုးဖို့သာစိတ်ဝင်စားတဲ့လေတက်ကကောင်တွေရဲ့မိသားစုဝင်ပါမကြံအဆက်အဆက်ပတ်သက်သူမှန်တယ်များစတော့ဘလို့ဒီကြတော့ ခဏခဏပြောတာလေလူမျက်ကြုံရှာပွက်နေပါပြီအထူးလှူရှာတက်တယ်နဲ့လေတဲ့တိုက်ခိုက်ရေးအထူးကွန်မန်ဒိုတပ်များဖွဲ့စည်းကတိုက်ပွဲဝင်ကြပါလေတဲ့ကိုမဖြူမချမနိုင်ချင်းတော်လည်းရှစ်ဆက်တိုးလို့မရပါဘူးဒါတွေကိုသိနေတာပဲသိရင်လှုပ်ကြရမယ်ရတဲ့နီးနဲ့လှုပ်ရမယ်ဓာတ်စီပလင်းပြမရှိုးပြတဲ့ပြရမယ်အဲ့တော့အောင်ဝေးရဖို့အတွက် ဘဇတဆစ်ရှုံးစီဖို့အတွက်တကူဒီတော့လိုအပ်တာညီညွတ်ရေးနဲ့တော်လန်တော့အတွေးခေါ်လုံနည်းလောက်ဟန်တွေဖြစ်ပါတယ်ညီညွတ်ရေးကတော့အတက်ပေါ့တခင်ကိုယ်တော်ပိုင်းကစပြောခဲ့တယ်အခုဒီမညီကြသေးတဲ့တို့ဗမာတင်းနေတင်းနေပြင်ကြပါတော့ဗျာဒီတစ်ခေါက်မှကျွန်တော်တို့နလန်မထူနိုင်ရင်ဒီတစ်ခေါက်မှအောင်လန်မထူနိုင်ရင်ဒီတစ်ခေါက်မှဒီတော်လန်ရေးကို ပြက်ပြက်ထင်ထင်အောင်ပွဲမစင်နိုင်ရင်ဒီတက်စစ်ကြုံဘဝကလွတ်မယ်လို့ရောင်လို့တော့စိတ်ကူးမရင်နဲ့လို့နိုင်အောင်တိုက်မှရလိမ့်မယ်မနိုင်မချင်းတိုက်မှရလိမ့်မယ်တာဖြစ်ပဲဖြစ်ပါတယ်အောင်ပွဲရရင်လပိတ်ဆိုင်တူတိုင်းဒီညတော့ဒီလောက်ပါခါလုံးကျေးဇူးတင်ပါ